အချုပ်အခြာအာဏာပိုင်ပါလက်စတိုင်းနိုင်ငံဆိုတာလုံးဝရှိမလာစေရဘူးလို့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ညာဟုကထက်လောင်းပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့ဂါဇာကမ်းမြောင်ဒေသရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမေရိကန်ကတင်ပြမယ့်အဆိုပြုချက်တစ်ခုကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကမဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်နေချိန်မှာနေတန်ညာဟုကအခုလိုပြောခဲ့တာပါ။အမေရိကန်ရဲ့အဆိုပြုချက်မှာတော့ပါလက်စတိုင်းကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်ထူထောင်ပိုင်ခွင့်လမ်းကြောင်းမျိုး ဖွင့်လှစ်ပေးနိုင်ခြင်းကိုထည့်သွင်းထားပါတယ်။ပြီးတော့ဂါဇာမှာဒေသတည်ငြိမ်ရေးကူညီစောင့်ရှောက်မဲ့နိုင်ငံတကာတပ်ဖွဲ့တစ်ခုဖြန့်ကျက်ရေးဆိုတာလည်းပါဝင်ပါတယ်။ကနေဒါ၊ဗြိတိန်၊အော်စတြေးလျပြင်သစ်တို့လိုအစ္စရေးရဲ့အစင်အလာမဟာမိတ်နိုင်ငံတချို့ကပါလစတိုင်းကိုနိုင်ငံတစ်ခုအဖြစ်ထောက်ခံအသိမှတ်ပြုဖို့သဘောထားပြောင်းလဲလာတဲ့အတိုင်းလေတန်ညာဟုကတော့ပါလစတိုင်းနိုင်ငံပေါ်ထွန်းလာဖို့လုံးဝမဖြစ်စေရဘူးဆိုပြီးယတိပြတ်ကြွေးကြော်ထားစေပါ။ လက်တလုံးမှာတော့အစ္စရေးနဲ့ပါလက်စတိုင်းတို့ကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကြားဝင်ညှိနှိုင်းပေးထားတဲ့အဆိုပြုချက်တရက်ကိုလက်ခံပြီးအပြစ်အခတ်ရက်စဲထားကြပါရဲ့ရှင်။